မင်္ဂလာပါအမဒီနေ့ sharing လုပ်ပြီးသွားမှာကြတော့အမတို့ဒီ3 match မှာပေါ့နော်3 match မှာဒီအဝတ်ထည်တွေပေါ့နော်ဒီ simulate ပေါ့ simulation လုပ်တာလေးတွေကိုအမကပြပြပေးသွားမှာဖြစ်တယ်နော်အဲအမတို့ဒီပေါ့ close ဒီအဝတ်ပုံစံလေးကိုအမတို့ match နဲ့ဆွဲကြည့်အောင်နော် တော့ဒီပုံစံလေးဆွဲတဲ့အခါမှာသူကဒီအောက်ကအမကထောက်ကလေးတစ်ခုပေါ့နော်ရှိမယ်ဒီအပေါ်ကနေပိတ်စလေးတစ်ခုကိုတင်ထားတဲ့ပုံလေးပေါ့ကဲအဲ့ဒါဆိုရင်စဆွဲဖို့အတွက် mask ကိုဖွင့်ပါမယ်ဖွင့်ပြီးွားပြီဆိုရင်အမတို့ကဒီမှာ unit ခွဲပြမယ်နော်ပြလက်မနဲ့ပဲဆွဲရအောင် customize ကိုသွားမယ် unit select unit status ကိုသွားပါပြီဆိုရင်အမတို့ကဒီ standard out မှာ fraction နဲ့ inch ပဲထားမယ် system unit setup မှာကြတော့ inch ပြထားမယ်နော် unit 2ပါပဲထားပေးမယ် okay okay အဲ့တော့ဒါလေးတွေက view port တွေပေါ့နော် view port တွေဝင်ဆွဲခြင်းရင် top front left ဒါ perspective ဝင်ခြင်းလဲဆိုမှတော့ right click လေးနဲ့ဝင်ပြရမယ်နော် view port တွေကို maximize ချဲ့ပြီးဆွဲခြင်းရင် auto plus w minimize လဲ auto w maximize လဲ auto w ဲအဲ့ဆိုရင်တို့ရာဒီတော်ဗျူးလေးကိုအရင်ဝင်လိုက်မယ် order plus w ပေါ့နော် order key နဲ့ w လေးနဲ့တွဲနှိပ်ပေးလိုက်ကဲနှိပ်ပြီးသွားပြီဆိုရင်အဲ sorry မတို့ဒီ perspective ကိုအရင်သွားလိုက်နော်မတို့အောက်ကတောက်ကလေးစာဆွဲမယ်အဲ့တော့ဒီထဲမှာ geometry ကိုသွား cylinder ပေါ့ cylinder လေးတစ်ခုကိုအရင်ဆုံးဖိပြီးတော့အဖြစ်ရင်ဆွဲလိုက်နော်အဲ့တော့ဆွဲတဲ့ဒီ model မှာအမတို့က mask ကသူကဒီ edge တွေပေါ့နော်မြင်းနေ edge line တွေမပေါ်ဘူးဖြစ်ရနော်မပေါ်ဘူးဆိုရင်မတော့ဒီမှာ f4 ရှေ့ကိုဖြောက်တာ f3 f3 ကရှေ့ဝင်ရှေ့ထွက်တယ် f4 ကဒီ edge line တွေကိုပေါ်တယ်မပေါ်ဘူးပေါ့နော်ဒါမျိုးသတ်မှတ်တယ်ကဲလို့နေပွားပြီဆိုတော့မတော့ဒီမှာ radius ပေါ့နော် radius ခက်သေးသေးပဲပေါ့ 1လောက်ပေါ့နော် radius 1လောက်ပဲဒါတက်လက်မှာပေါ့နော်အမက height ကိုကြတော့ဆက်လက်မှတ်ပြီးတော့ဒီ model ကိုဆက်လက်မှတ်ထားရမယ်နော် height ကိုကြတော့အမတို့ဒီဟိုလောက်ထားကြည့်အောင်လောက်ထားကြည့်လိုက်မယ်နော်ပေးဆိုရင်ပေးတင်ဒေတာကိုထည့်ပေးရမယ်5 feet ဇာမျိုးလေးပေါ့ဒါအောက်ကတန်းပုံစံလေးပေါ့နော်ထောက်ထောက်ထောက်ပုံစံလေးဆွဲလိုက်တာ cylinder shape ကြီးနော်ပြီးအမကအောက်ကထောက်ပြားလေးတစ်ခုထည့်ထည့်ပေးမယ်နော် ကဆလင်ဒါပြီးတော့စပီယာတို့ပါသူ့ဘီနာလေးမှာခက်လက်လက်လေးဆိုရမယ်နော်ဒါမျိုးဆေးပွားပြီဆိုရင်ဒီဆလင်ဒါလေးကို sorry စပီယာလေးကို select កောက်ပြီးတော့ modify သူ့ရဲ့ဒီ radius ကိုလည်းအနှင်းငယ်ထူလောက်ထားလိုက်မယ်ထားပြီးသွားပြီဆိုရင်ဒီနှစ်ခုကိုတွားပြီးတော့တွားပြီးတော့ဒီ center to center တွားကပ်မယ်ပေါ့ အဲ့တော့ mass မှာသူက center to center ဘဝတူ align ကတ်ချင်တယ်ဆိုရင်တွားကတ်မဲ့ object ကိုအရင် select မှတ်ပြီး keyboard ထဲမှာဘာလဲပေါင်းနေရလဲဆိုတော့ shift ကိုနှိပ်ထားခြင်းမှာ a လေးကိုတွေ့နေပြီနော် shift a ပြီးအကတ်ခင်ရမယ် cylinder shape ပေါ်ကလေးချအဲ့တော့ center to center ကတ်ပါတယ်ကတ်ပြီးသွားပြီဆိုတော့မှ center to center ကတ်တယ်ဆိုတဲ့သဘောကဒီမတို့ဒီ order plus ကျွန်တော်မှာသွားကျွန်တော်ねဒီ top မှာသွားကြည့်လိုက်နော် ်အခြားပြူတွေရတယ်တွားကြည့်ကြည့်လို့ရတယ်။တွားနှစ်ခုရဲ့ L ဟိုပေါ့ center to center ပေါ့နော်။ cylinder ရဲ့ center နဲ့ဒီ sphere ရဲ့ center နှစ်ခုတွားချက်ထားပေါ့။ကဲလို့ချက်ပွားပြီဆိုတော့တို့ဒီကအလုံးဖြစ်နေတော့ဒီမှာကဒီမှာ hemisphere ဆိုတာရှိတယ်။သူနည်းနည်းလေးတင်ပြလိုက်နော်။အပြားပုံမှန်လေးဖြစ်ပါလောက်စီရတယ်ဒီတော့ရင်သူ့ဖရန်ကြည့်တဲ့အခါမှာအပေါ်တက်နေတော့မမတို့ front ကပဲကြည့်ကြည့်ပေါ့နော်ဒီ three ကပဲကြည့်ကြည့်ပေါ့တူနည်းနည်းအောက်အောက်ကိုနည်းနည်းရွှေ့ပေးမယ်ရွှေ့ပေးခြင်း select က move on right click နော်ဒီဝင်ယူတိုင်းရွှေ့မှာလဲ z ပေါ့နော်ဒီမှာဆိုရင် z ပဲနော် z is z is the time ပေါ့ z ရဲ့ဒီအောက်လေးကိုမှမှန်းပြီးတော့အောက်လေးနေချပါမယ်နော်အောက်လေးကိုနေချပါလိုက်ဒါဆိုရအောင်နော်ဒီထိတ်လာပေးပြီးသားဆိုတော့အမတို့ဒီနှစ်ခုကိုမလုပ်အောင်လို့ဆိုရင် attach လုပ်ပေးရမယ်။ဒါဆိုတော့ဒီနှစ်ခုကတီးတက်စီကင်တွဲလို့ရအောင်နော်။ဆလတ်ကောင်ကြီးတစ်ခါလေးတွဲစေတယ်။ဒါဆို cylinder ပဲဖြစ်ဖြစ် sphere ပဲဖြစ်ဖြစ်ဆလတ်မှတ်ပါ right click compass to editable poly ပြောင်းနော်။ဒါ poly modeling ပြောင်းပြရမယ်။ပြောင်းပြီးသွားပြီတစ်ဖက်က attach ကိုနှိမ့်မယ် cylinder ပေါ်ကလေးချလိုက်။ဒီနှစ်ခုကတွဲသွားပြီပေါ့နော်။အဲပြီး cylinder လေးကိုပြန်ပိတ်ပေးလိုက်မယ်။ဆက်ပါမယ်။ဆက်လက်ကောက်ကြည့်လိုက်ရင်သူကတွေ့ရတာကိုကြည့်ရတယ်။ဟုတ်ပြီ။ ကဲလို့ပြီးွားပြီဆိုရင်ဒီပုံကအဓိကဘာကိုဆွဲတင်လာဆိုတော့မှာအဲ့ဒီဒီအောက်ကဒေါက်တရဲ့ပုံမှာဒီ simulate simulate ဖြစ်လုံးမဲ့ဒီပုံနော်ပိတ်စာပေါ့နော်ပိတ်စာပုံဝါလို့ဆိုတဲ့အဝိထေပစ္စည်းကိုမှာကသူ့ကိုလွှားချလိုက်တဲ့ပုံစံမျိုးပေါ့နော်ပုံစံမျိုးကိုမှာကလုပ်ပါနော်အဲ့တော့မှာတော့ဒီမှာရှိရဲ့ပုံဝါပုံစံဖြစ်ဖြစ်အဝိဖြစ်ဖြစ်ပေါ့နော်ရေးဆွဲကြည့်မယ် ရေးဆွဲကြည့်မယ်ဆိုတော့ဒီမှာဆွဲမယ်ဆိုတော့မတို့ဒီ order w တော့မှာဆွဲပါမယ်နော်ပုံကြီးဆွဲတဲ့အခါမှာဒီ more ပုံကြီးကအရင်ကြီးတာမျိုးအရင်တိတာမျိုးဖြစ်ခဲ့ရင်မတို့ကဆက်လို့ဖြစ်ပြီနော်ဆက်ဆိုတာသူကဇွန်ကိုဇွန် age strong ပုံစံပါနော် match more ပုံကြီးကိုသူကမြင်ရမယ့်အနေအထားမျိုးကိုအစင်တရာမြင်ရမယ့်အနေအထားမျိုးကိုသူကဇွန်ချပေးတယ်ပြီး order plus w နဲ့ချပေးတာနော်ရပြီရပြီဆိုရင်မတို့ဒီမှာစပြီးတော့ ပြီးရဲဝင်လဲဆိုတော့ shape ဆိုတာရှိရနော်ဒါဒီဘက်ကဒါ command pattern လေပေါ့နော် command pattern တခုခုကိုတုံးလိုက်ရင်ဒီဘက်က modify pattern ဆိုတာရှိလာမှာနော်တခုခုကိုတုံးလိုက်အဲ့တော့အမက shape ထဲမှာရှိနေတယ် rectangle ကိုယူလိုက်မယ် rectangle ယူသွားပြီဆိုရင်ဒီအောက်ကထောက်လေးကိုအလင်းရထားပြီးတော့အမကဒီ rectangle လေးကိုသူ့ရဲ့အပေါ်လေးမှာအဖြစ်ရင်ဆွဲလိုက်မယ်နော် center လေးကိုအလင်းကြကြလေးနဲ့ နော်ဖြစ်ပြီးတော့နည်းပန်ဆွဲပြီးလာဆွဲပြီးဆိုတော့မတော်တော့ဆိုရင်သူရဲ့ modify pattern လေးပွင့်လာမယ် lash parameter out ပေါ့နော်အဲ့တော့ဒီ rectangle လေးကိုအမကဒီပိတ်စရဲ့ပုံလေးကိုဘယ်လောက်ထားမလို့ပေါ့နော်အဲ့တော့နှစ်ပြီလောက်ထားစီရအောင်နော် lash ကိုနှစ်ပြီ width ကိုနှစ်ပြီ square shape လေးထားလိုက်နော်ပြီးအမတို့ဒီဟာလေးကနည်းနည်းလေးအပေါ်ကကျင်းပြီးတော့အောက်ကနည်းနည်းကျင်းပြီးတော့ move ပေါ် right click ီ is လေ y အတိုင်းဆိုတော့ y အတိုင်းရဲ့ဒီအပေါ်ဘက်က arrow လေးကိုနည်းလေးအပေါ်လေးရွှေ့လိုက်နော်ဒါမူရင်းတင်ပြရအောင် x ကဒီဘက်ကိုနည်းကပ်ပြီးတော့ x ကဒီဘက်ကိုလည်းအလိုလေးပါဒါမူရင်းလုပ်ပြလိုက်နော်ဒီပိတ်လိုက်ပိတ်ပြီးသွားပြီဆိုတော့မတို့ဒီဆွဲတဲ့ဒီ rectangle ကတော့အကြည့်တဲ့အခါမှာနော်အပေါ်နေအုပ်ဆွဲလိုက်တာဒါပေမဲ့အခြားပြုပါသွားကြည့်လိုက်ရင်တော့အောက်ခြေကြီးကြီးမရအောင်အောက်ခြေ plain ကြီးရအောင်ရောက်နေတော့အမတို့က front ဖြစ်ဖြစ်ပေါ့ front ကို maximize လုပ်ပေးလိုက်မယ် auto blue နဲ့ပြီးသူ့ကိုဒီ power လေးကိုသူကနော် power ပြည့်ပိတ်စပြည့်ပေါ့နော်အဲ့ပိတ်စလေးကို simulate လုပ်တယ်ဆိုတာသူကဒီအပေါ်ကနေပြီးတော့အမြင့်တစ်ခုကနေသူ့ကိုမတော်ကလွှားချလိုက်တဲ့ပုံစံမျိုးလုပ်မှဖြစ်နေကြသူအမြင့်တစ်ခုတင်ပေးရမယ်တင်ပေးစင်တယ်ဆိုတော့ဘူးပေါ်မှာ right ကနော်အဲ့တခုခုပစ္စည်းတစ်ခုကို modify လုပ်မယ်ဆို select တော့ဖတ်ထားပြီးလို့ရတယ်နော် move on my right လေ b is it die လေဒီမှာဆိုရင် तू อ่ะ why is it နော် why is it ဆိုအမတော့ why is it die အပေါ်လေးကိုရွှေ့ပြလိုက်နော်အရင်ဆုံးအမဒီငါးပြည့်ရဲ့အပေါ်လေးကိုအရင်ဆုံးအပ်ကီးလေးနဲ့အပေါ်လေးကိုတင်လိုက်နော်ဒါအမတို့ကဒါဆလင်ဒါကအနည်းအငါးပြည့်သုံးပါအောင်နော်ဒီသုံးပါပြီဆိုအမသူ့ရဲ့အပေါ်မှာနည်းနည်းပေါ့နော်အများကြီးတော့မဟုတ်အဝေးကြီးတော့မဟုတ်ပေါ့နော်အပေါ်ကနေလွှားချမဲ့အမြင့်တစ်ခုကိုရောက်အောင် ပေါ်လေးနဲ့ဒီတင်ပြလိုက်နောက်ဆိုရမယ်အရင်ကြီးလည်းမဟုတ်ဘူးပေါ့နော်အဲ့လိုလေးတင်ပြလိုက်ဆိုရပါပြီပြင်ပိတ်လိုက်ပါအဲ့တော့အမတို့ကြည့်အခြားပြူရသွားကြည့်တော့ကြည့်ဒီလိုဖြစ်နေ friend ကြည့်ဒီလိုဖြစ်နေနော် left view ကြည့်ဒီလိုမျိုးလေးပေါ့ဒါ perspective ကကြည့်ပါဦးနော်ကြည့်သွားဆိုတော့အမတို့ကစိုက်တဲ့ view တစ်ခုကိုသွားလိုက်နော်သွားပါပြီဆိုရင်ဒီပုံပေါ့ ဝိထည်လုပ်မဲ့ဒီပုံကို rectangle ပုံလေးကို select ကောင်းမယ် rightly compass တူရဲက editable sp line နော် sp line model ပြောင်းပြရမယ် sp line ပြောင်းပြီးသွားပြီဆိုရင်ဒီ editable sp line ရဲ့ဒီများလေးဖွင့်ပြီးတော့အဲ့မှာ budget ဆိုတာရှိတယ် budget နော် budget ဆိုတော့ဒီလိုအမှတ်ကလေးပေါ့အဲ့ budget map လေးကိုအမှားတော့ select ကောက်ပြလိုက်ပါ select ကောက်ပြီးတော့ break လုပ်ပြရမယ်နော် budget တွေကိုတို့ကပေါ့နော်ဒီ s တစ်ခုရဲ့အစွန်ဒီဘက် s တစ်ခုရဲ့အစွန်အဲ့အစွန်စွန်လေးတည်တန့်စီဖြစ်အောင်နော် အမတို့ break နဲ့ဖိအရာ break နဲ့ချိုးပြလိုက်တဲ့သဘောပေါ့နော်ကဲအဲ့ဒါလို့ပြပါပြီဆိုအမကရပါပြီရပြီဆိုရင်ဒီ budget တွေက SP line editing တွေက budget တွေကလုံဆောင်ချက်အခု comment လုံဆောင်ချက်ကိုထွက်ချင်နေဆိုရင်ဒီ plus လေးကိုနှိပ်နော် create လေးကိုနှိပ်ပြီးတော့အပြင်မှာတစ်ချက်ချပြလိုက်ပါအမတို့ဒီမှာနော်မရှိတော့ကဲပြီးသွားပြီဆိုရင်သူ့ကိုဘာလုပ်အောင်လဲဆိုတော့အမကအထည်ပုံစံပေါ့နော်ပြုလုပ်မှာဖြစ်တဲ့အတွက်ကြောင့် select ပြန်ကောက်ပြီးပါ modify နဲ့က modifier list ကိုသွားလိုက်အဲ့ဒီမှာမရှိလို့ဆိုရင်ကျွန်တော်တို့ g နဲ့စတာတွေပေါ့နော်အဲ့တော့ g နဲ့စရတဲ့ထဲမှာဒီမှာ gamut marker ဆိုရှင်နော် gamut marker အဲ့တော့ gamut marker လေးလုပ်ပြီးလာဒါက gamut marker လေးလုပ်လိုက်တော့သူကနော်အထည်ပုံစံအဖြစ်နဲ့သူကပြောင်းလို့ရတယ်ပေါ့နော်ဟောဒီလိုပုံစံလေးမြင်ရရှေ့ဖြောက်ကြည့်လိုက်ဒီလိုပုံစံမျိုးလေးပေါ့နော်ရှေ့ဝင်ကြည့်ဒီလိုပုံစံမျိုးလေးမြင်ရကဲလိုမျိုးလေးလုပ်သွားပြီဆိုရင်မမတို့ကသူ့ကိုဒီတော်ပြီးကိုသွားလိုက်နော် right click နဲ့ဝင်ဒီဘုတ်တစ်ခုလေးဝင်ခြင်း right နဲ့ဝင်မယ် right နဲ့ဝင်ပြီးတော့မှ auto plus w နဲ့ပြန်ချက်လောက်မယ်ရှာကမ်းမကလုတ်ပြီးသားပြီဆိုရင်သူ့ကိုပိတ်စပုံနဲ့လုတ်တဲ့အခါမှာနော်ဥပမာဖြစ် mirror curtain ခြစ်စားလားပိုးစားလားစသဖြင့် tight ရွေးချက်ပြရမယ်အဲ့တော့ cross tight ရွေးချက်ပြရမယ်ပေါ့နော်အဲ့လိုရွေးချက်ဖို့အတွက်မမကဒီလောက်ထားတဲ့ဒီ garment maker လောက်ထားတဲ့ဒီ CEO select က ယူသွားမယ်ဆိုရင် modify modify လုပ်ချက်ပြန်နေနော် modify list ပြန်သွား top box ဆိုဒီမှာ c l o t h close close ဆိုတာလေးနှိပ်ပြလိုက်နော် close ဆိုတာလေးကိုနှိပ်ပြသွားပြီဆိုရင်ဒီ close တဲမှာဘယ်ပြင်းတော့အများလေးရှိတယ်အဲ့အများလေးကိုဖွင့်ပြအမတို့ group ဆိုတာလေးရှိတယ် group လေးကိုယူတာ group ကဘာလို့လုပ်မှာလဲဆိုအမတို့ကဒီ garment ဒီပိတ်စာအောင်ပေါ့နော်အပေါ်ကနေ flow ချလိုက်တဲ့အခါမှာဒီအောက်ကထောက်တန်းရတာဖြစ်သွားမှာလေး ခံနေမှာပေါ့အဲ့အောက်ကတောင်းနေဒီပိဆာနဲ့လာထိနေနေရပြီပေါ့နော်ဟိုမတို့ပစ္စည်းတစ်ခုကိုတင်လိုက်တဲ့အခါမှာဒီတောက်ပေါ်တင်လိုက်ရင်လာထိမဲ့ထိမဲ့နေရာလေးအတွက်ကိုမတို့ကအုပ်စုဖွဲ့ပြရမယ်အဲ့မတို့ဒီ cross တွေကိုသွားချလိုက်တဲ့အခါမှာဒီ dot line လေးနဲ့လာထိမအောင်နော်မတို့ဒီမှာဒီကနေပြစီလိုက်ပြီလေဒါလေးကိုလွှားချလိုက်တဲ့အခါမှာဒီ align tick လေးနဲ့လာထိမအောင်အဲ့တော့ထိမှာဖြစ်တဲ့အတွက်ကြောင့်မတို့ကဒီ တော်ပြူကနေသွားပြီးတော့ထိမဲ့ဒီနားဝင်းစင်ပေါ့ဘာဂျက်အမှတ်လို့ပုံလေးနော်အဲ့ဒီမှာကလေးဝင်းစင်လေးဒူလေးဆက်လက်ကောက်ကြီးမကောက်ဘူးနော်သူ့နားဝင်းစင်လေးအမှတ်ဒူလေးဆက်လက်ကောက်ပါဝင်းထိုးလေးနဲ့ဘေးအညာအောင်ဒူလေးကောက်ပြီးလာနော်ဟွန်းအဲ့လိုလေးကောက်ပြီးသွားပြီဆိုတော့အမှအဲ့ဒီမှာမလုပ်နဲ့အုပ်စုဖွဲ့ပြီးရမယ် make group group နာမည်ပေးရင်လည်းပေးမအခုမပေးတော့ပါ group 001 okay အဲ့တော့ group တစ်ခုဖြစ်သွားပြီ group ခုဖြစ်သွားပြီဆိုရင်ရပြီရပြီဆိုအမဒီရဲ့လှုပ်ဆောင်ချက်ကို tray လေးကိုနှိပ်ပြီးတော့အပြင်မှာတစ်ချက်ချပြီးပြန်ထွက်လိုက်ပါတယ်ဒီအမတို့ 3D လေးတစ်ချက်သွားနော်ဒါမျိုးလေးပါအဲ့တော့ပုံလေးကိုကြည့်တဲ့အခါမှာလှည့်ကြည့်ခြင်းရင်အမတို့ဘာနဲ့ဘာနှိပ်ပြရမလဲဆိုတော့ mesh မှာ order နဲ့ mouse wheel လေးကိုဖြည့်ပြီးဆဲပြီးနော်ဒါမျိုးလေးဟုတ်ပြီပြင်ချက်ကြည့်လိုက်နော် order plus w နဲ့ ကဲအဲ့လိုလေဘာလို့ဆိုတော့မှာဘာလုပ်မလဲဆိုတော့ဒီ close လုပ်ထားတဲ့ object c ကို select ကောက်လာနော်မာဒီ wireframe နဲ့လည်းသူပြလိုက်နော် select ကောက်လာ select ကောက်လိုက်မယ်ကောက်ပြီးသွားပြီဆိုရင်ဘာကိုပြန်နှိပ်မလဲဆိုတော့ modify ကိုပြန်နှိပ်မယ် modify ကိုပြန်နှိပ်ပြီးသွားပြီဆိုရင်ဒီမှာဘာရှိလဲဆိုရင် object properties ဆိုတာရှိတယ် object properties ကိုနှိပ်ပြီးနှိပ်ပြီးသွားပြီဆိုရင်အမတို့ဒီ close အဖြစ်ပြောင်းထားတာကသူ့ရဲ့ဒီ object type နေမရပါလေ return ကဖတ်လား ဆက်လက်ကောက်လာကောက်ပြီးသားပြီဆိုရင်ဒီဘက်ဘီနာမှာ cross ဆိုတာရှိတယ် cross ကိုရွေးချယ်ပြီးเนาะ cross ကိုရွေးချယ်ပြီးသွားပြီဆိုတော့မတော်ကသူ့ရဲ့ present presence ကဒီမှာသူက cross type ကြီးအများကြီးရှိတယ်เนาะမတော်6တာเนาะ brother လာဆက်သဖြင့်အမကနေပါ cartoon မဟုတ်เนาะခြီးစားလိုပုံစံလေးပေါ့เนาะမတော် rule လို့ပါလို့ရှိတယ်เนาะရွေးမှာမို့လို့ cartoon ရွေးပြလိုက်ပါเนาะမ cartoon ဖြစ်သွားလိမ့်မယ်အဲ့တော့ cartoon ပုံစံလေးဖြစ်သွားပြီဆိုရင်အမတို့ကဒီ cross လောက်ထားတဲ့ဒီ rectangle object ဟာเนาะ ီပစ္စည်းပေါ်ကို simulate လုပ်ပါလေအောက်ကထောက်ပုံစံလေးကို simulate လုပ်ပါအဲ့ဒီတကြောင်မလားသူ့ at object နဲ့သူ့ကိုပေါင်းထည့်ပေးရတယ်အဲ့တော့ at object ကိုနှိပ်လိုက်ဒီလိုချိန်မှာပြီးရင်ဒီဘက်ဘီနာမှာရှိတယ်နှင်းရဲ့အောက်ကမြားလေးကိုနှိပ်မတို့ဒီမှာအောက်ကအဲ့တော့သူ့ကိုနော်မတော်ကဒီအောက်ကဒီထောက်ပုံစံလေးကမတော်ကသူ့ရဲ့နာမည်ကဒီ sphere မလားနော်ဒါလေးကိုဆက်လက်ကောက်ပါကောက်ပြီး x လို့ပြောပြရမယ် F လို့ပြောပြီးသွားပြီဆိုရင်အမတော်ဒီမှာ collision object ဆိုတာရှိနော်ဒီ collision object လေးကိုဖွင့်အဲ့ဒီမှာတော့ collision properties တွေမှာသူရဲ့ depth နဲ့ offset နော် depth နဲ့ offset ဆိုတဲ့သဘောတရားကဒီပိဿာလေးကိုအောက်ကထောက်ကို simulate လုပ်တဲ့အခါမှာသွားမဲ့သူရဲ့ဟိုပေါ့အကွာအဝေးပေါ့နော်အဲ့ဒီအကွာအဝေးတန်ဖို့အမကနော်သူကအရင်များရင်လေသူကအောက်ကြီးကိုကြာပါလိမ့်မယ်နော်ဒီအောက်က ground ကိုသူကကြာပါလိမ့်မယ်အမတော်ဒီအပေါ်လေးကိုပဲတင်ချင်တယ်ဆိုတော့ဒီ sim depth နဲ့ offset တန်ဖို့နည်းနည်းအကွာအဝေးလေးနဲ့ချိန်ဆထည့်ပေးရနော် ကွာဝေးကြံမို့လို့အဲ့တော့အမကသူ့ကို jeff ကို2လောက်ချလိုက်တယ်ပေါ့နော် offset ကို3လောက်ချလိုက်တယ်မဟုတ်ဒီက fright တန်မိုးတွေပေါ့နော် started fright ဒါဆက်တဖြစ်ဒီကြံမိုးတွေတော့မမပြီးတော့အောင်နော်ရပြီ okay အဲ့တော့ okay လို့ပြောပြီးအမဒီမှာဘာလုပ်မလဲ simulation လုပ်မယ်နော်ကြည့်လား simulation နဲ့က simulate ဒါလေးနှိပ်ကြည့်လိုက်နော်အဲ့ဒီကိုခဏစောင့်မယ်။ဘယ်တော့ သူ့ရဲ့ဒီအောက်က2 3ရဲ့ခုနဓာတ်နဲ့ offset ရဲ့အကွာအဝေးတိုင်းသူကအပေါ်ကနေပါတော့လေလောက်ကြပါရယ်ပေါ့နော်အခြေပစ္စည်းလေးပုံစံဖြစ်သွားတယ်ပေါ့ဒါမျိုးလေးဖြစ်သွားမယ်နော်အမှရှေ့ဝင်ပြပါမယ်ဒါမျိုးလေးပါ plan ကြည့်ဒီလိုပုံစံလေးပေါ့နော်ဒီလားဒါ left ကကြည့်တာဒါ sorry front and left ကကြည့်အောင်နော်ဒါမျိုးလေးပေါ့ရှာပါမယ် ကြဲလို့လုပ်ပြီးပြီဆိုတော့အမကထားကိုဘာလုပ်မလဲဆိုတော့သူကိုမတီးရတခုကတ်မယ်ပေါ့နော်အဝိစာပုံစံပေါ့နော်ကြိုက်တဲ့မတီးရတခြားတခုကတ်ပြီးလာမှာအဲ့ကတ်ချင်နေဆိုတော့မရီပြီးသွားမယ်ဆိုတော့မတီးရဆိုတော့ m ပေါ့ m နော် short ကက m slot တခုကိုယူလာ slot တခုကိုယူပြီးသွားပြီဆိုရင်ဒီအမကဒါ scan line နဲ့ပဲတောင်းလိုက်မယ်ပေါ့နော် engine က scan line engine နဲ့ပဲတောင်းလိုက်မယ်အဲ့တော့ ဒီ diffuse ကပြီးနာက nan ကိုနှိပ်နော် nan ကိုနှိပ်ပြီးတော့ဆိုမှတော့ဗိမတ်တိုက်ရှိမယ်ဗိမတ်ဗိမတ်ဆိုတာအပြင်အပုံလေးကိုကတ်တာနော်အပြင်အပုံခြေပတ်တွေပေါ့နော်ခြေပတ်တခြားတွေကိုကတ်တာပေါ့နော်အဲ့တော့ဗိမတ် okay okay လို့ပြောပြလိုက်ဆိုရင်အမတို့တင်ထားတဲ့အောက်ကိုဝင်ပြရမယ်နော်ဗိမတ်တင်ထားတဲ့အောက်ပေါ့ desktop ရဲ့ဝင်ပြီးတော့အမတို့ဒီပေါ့နော်ဒီပိတ်စပုံစံလေးတစ်ခုတခြားလေးတစ်ခု open နဲ့ဝင်လာတယ် နော်မဟုတ်တော့ဒီ store လေးကိုအပြင်တကယ်လို့ဆွဲထုတ်ခြင်း jailbreak လေးနဲ့ဆွဲထုတ်လို့ရတယ်နော်အောက်ထားလေးဝင်ပါမယ်ဝင်ပါပြီဆိုရင်အမသူ့ select ကောက်ထားပါတယ်တခြားလေးကို assign assign material လို့ပေးရမယ်အဲ့တော့တခြားရဲ့ဒီအစင်ကွက်ကိုမြင်နေတယ်ဆိုရင်ကတ်တော့ကတ်သွားပြီတခြားအစင်ကွက်ကမမြင်ရသေးဘူးအဲ့ဆိုအမတို့ဒီပပီနာမှာ show standard match in people နော် material in people ဒါလေးနှိပ်ပြီးလိုက်နော်အမတို့ဒီတခြားပုံစံလေးမြင်ရပြီဒီအမက rendering တွေခဏလုပ်ကြည့်လိုက် F9 ပေါ့နော် value ဖြစ်သွားတယ်နော်။ဒါနဲ့ဘာလို့နှိမ့်လိုက်ကြလဲ render လုပ်ကြက F9 refreshing media shortcut က F9 နှိမ့်လိုက်တာ။ value ဖြစ်သွားတယ်။နော်ဖြစ်သွားတော့အမရရဲ့ဒီတခြားပုံစံကဝင်တော့ဝင်လာတယ်ပေါ့နော်။သူရဲ့အစပုံနဲ့အဲ့တော့ဒီအပွင့်ရဲ့ပေါ့နော်အပွင့်ပဲဖြစ်ဖြစ် အစင်းပဲဖြစ်ဖြစ်ပေါ့နော်တဘောအစင်ကွက်ပေါ့သူရဲ့တချာရဲ့အစိတ်အကျေးကိုမတို့ပြင်လို့ရတယ်နော်အမအရင်တော့ဒီဓာတ်ပုံလုံထားတဲ့ဒီတချာနည်းနည်းကျဲတယ်လို့ပဲနော်ဒါကြတော့ render လုပ်လိုက်တဲ့အခါမှာနည်းနည်းတချာစိတ်တယ်လို့ပဲပေါ့သူရဲ့အစိတ်အကျေးကိုပြင်ခြင်းလဲဆိုရင် select ကောက်ပါ ဆက်လက်ကောက်ပြီးအမဒါလေးခဏဖိတ်လိုက်မယ်နော် modify နဲ့က modify list ထဲမှာဘာနှိမ့်လဲဆိုတော့အမတို့ကနော် masculine ဆိုရှိနော် masculine လေးနှိမ့်လာ masculine လေးနှိမ့်ပြီးသွားပြီး ski တက်ပေါ်ဆာဒါ ski တက်ရပေါ့နော်ဒီလိုနေထားမှာ masculine ပြောင်းလိုက်တခြားနေနဲ့အခွင့်အရေးပိုကြီးသွားမယ်စိတ်ကြည်တယ်ဆိုအမတို့ကဒီတန်ဖိုးတွေနဲ့တင်ပြီးရတယ်နော်တင်ပြီးစိတ်ပြီးရတော့ခင်ဗျာဒါမျိုးလေးပေါ့တော့ကိုယ်နှုတ်ကလေးဖြစ်သွားတော့ပေါ့အဲအောက်လေးကိုဆွဲလိုက်မယ်အမတို့ဒီမှာ render လေးလုပ်လိုက်ပုံစံလေးရအောင်နော် ဲ့လိုလေးရပြီဆိုမှနည်းနည်းလေးကြီးပေးလိုက်မယ်နော် select ကောက်ပြီးတော့ scalar လေးနဲ့ပေါ့နော်ဒါမှလေးအော်အောက်ကဒီတန်းပုံစံလေးရတော့စိုက်တဲ့ material တွေတခုကပ်လိုက်ပေါ့နော်အမှ m ဘူးပြန်ပြောရတယ်တခြားတစ်ခုကိုပြန်ယူပါတယ်သူကြောက်အယောင်တစ်ခုပဲကပ်လိုက်မယ်နော်အဲ့တော့ diffuse မှာနှိပ်ပြီးတော့အယောင်တစ်ခုကိုရွေးချက်လိုက်ပါရွေးချက်ပြီးသွားပြီဆိုရင်သူရဲ့နည်းနည်းပေါ့အယောင်လေးနဲ့စိုးအောင်လို့ spectacular လဲပေါ့နော်အမှလည်းဒါလေးနဲ့တင်ပေးလိုက် specular level လေးကိုဖတ်လိုက်မယ်နည်းနည်းလေးတင်ပြလိုက်ရင်ဒါနဲ့ဝင်သွားတယ်ပေါ့နော်အဲ specular level ရဲ့ဒီဒီ crossiness crossiness ဆိုတာက specular level ထိုးထားတဲ့ဒီအနေအထားကိုပေါ့နော် shorting လို့ပြောပါပေါ့ဒါဆိုနည်းနည်းလျှော်ရမယ်သူပြောင်းလဲမှုပေါ့နော်ပြောင်းတဲ့ပစ္စည်းလေးပေါ့ဒါဆိုနည်းနည်းချီးပါမယ်ဒါမျိုးလေးတင်ပြလို့ရအောင်နော်အရာကနည်းနည်းအစိမ့်ဖောက် I'm sorry အပြာဖောက်အောင်ရအမကနည်းနည်း feedback ကိုနည်းနည်းလျှော်ပါမယ်နော်လျှော့ပြလိုက်ဒီသူ့ဆက်လက်ောက်တယ် assign ပေါ့ သူကတော့တခြားမှာပါတော့ရှိုးလုပ်စရာမဟုတ်ဘူးเนาะရှာပါပြီအဲ့တော့မရဒီပုံလေးဟာဒီလိုကြည့်လိုက်ရင်တော့ runner လုပ်ရင်ဒီလိုပုံစံလေးပေါ့เนาะအဲ့တော့အမနည်းနည်းချဲ့ပြပါမယ်เนาะချဲ့ပြပြီးတော့အမတို့ဒီကနေ runner မြေပေးလို့လာရင်အမတို့အဝိထည်ပစ္စည်းလေးကို simple လုပ်တဲ့ပုံစံလေးကိုရှာပါเนาะအဲ့တော့ဒီ three mass မှာ simulation ဘယ်လိုလုပ်လဲဆိုတာကိုဒီ lesson မှာပြန်ပြီးတော့ 在这次的忆力淡薄，七四八。Hmm. Jeez,